ရီတိုင်းလင်းမျက်နှာမြို့နယ်ကစစ်ကော်မရှင်ရဲ့စခန်းရှို့ကိုအာခတရုံနဲ့ပူပေါင်းမာမိတ်အဖွဲ့တို့ထပ်မံသိမ်းဆဲနိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တန်းလူကုံရွာနာကစစ်ခွေးတွေရဲ့စခန်းတွေကိုသိမ်းလိုက်တာအသိခံရရတော့ညဘက်ဆိုလင်းနေနဲ့လာပြီးဘုံလာကျဲကြတယ်။တိုက်ပွဲကတော်တော်လေးကိုပြင်းထန်ပုံရပါတယ်။နေရောညာရောအတန်တွေကြားနေရတယ်လို့လင်းမျက်နှာမြို့နယ်ဒေသခံတို့ကအာခတိုင်းကိုပြောပါတယ်။အာခတရုံနဲ့ပူပေါင်းမာမိတ်အဖွဲ့တွေဟာ AR တိုင်းလင်းမျက်နှာမြို့နယ်တန်းလူကုံရွာအနီးကစစ်ကော်မရှင်ရဲ့စခန်းရှို့ကို နိုဝင်ဘာလ26ရက်ကတိမ့်လိုက်နိုင်တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။အခုကအတိုက်ပွဲဖြစ်နေတဲ့အနီးနားကပြည်သူတွေကိုဘေးလွရာမှာခဏရှောင်နေကြဖို့တော်လန်ရေးဘက်ကလူတွေကလာပြီးအတီးပေးထားတော့ဘေးလွရာကိုရှောင်နေရပါတယ်။လရင်နဲ့ drone ပဲကြောက်နေရတယ်။အပေါ်ကနေခဏခဏပြန်ဝဲနေတာလို့သူကထပ်မံပြောဆိုခဲ့ပါတယ်။အာရခတတော်နဲ့မာမိတ်ပူပေါင်းအဖွဲ့တွေဟာ2025ခုနှစ်မလကလေးက ARD တိုင်းလင်းမျက်နှာမြို့နယ်ကဆက်ဆက်ယူကြေးဝအပါဝင်စစ်ကော်မရှင်ရဲ့ Task Gun Show ကို တိမ့်ပိုက်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စေရရရှုံးနေနေတဲ့စစ်ကောင်မချင်းဟာအော်တိုဘားလ23ရက်ကလင်းမျက်နှာမြွတ်နယ်စပင်ကျေးရွာကိုလေကြောင်းကနေဘုံကျဲလို့အရသာ24ဦးထက်မနည်းတည်ဆုံးခဲ့ပါတယ်။ ARD တိုင်းလင်းမျက်နှာမြွတ်နယ်ဆက်ဆက်ယူရှင်းလေရွာနဲ့တာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အာရခတပ်တော်ကနိုဝင်ဘာလ17ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့လေမျက်နှာနဲ့တာပေါင်းမြို့နယ်တွေမှာတမန်ရှောက်ရှောက်လောက်ခံတရင်တွေဖြစ်တဲ့ ခမယ၄ခမယ၅ခမယ၆ခမယ၁၀ခလယ၃၅ခလယ၈၀နဲ့နောက်တောင်တိုင်းစစ်ဌာနချုပ်ပဋိန်လောက်ခံတရင်တွေဖြစ်တဲ့ခလယ၆၃ခလယ၂ခုတစ်တို့လည်းရှိတယ်လို့အရခတ်တတော်ကထုတ်ပြန်ထားပါတယ်။